မိုင်းကိုဝယ်ပြီးအသုံးပြုနေတဲ့ browser ရဲ့အတွက် website ကနေဘယ်လိုထုတ်ရမလဲဆိုတော့ဒီဗီဒီယိုမှာပြပြပြမှာဖြစ်ပါတယ်။ website မှာက KPW နဲ့လွယ်တကူထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ browser တော့အနေနဲ့ယုံကြည်စိတ်ချသွားနဲ့ဝယ်လို့ရပါတယ်။အင်းဦးဆုံးဖုန်းထဲမှာ Chrome ပဲရှိရှိ၊ Google ပဲရှိရှိ၊ Safari ပဲရှိရှိ browser တော့အမြင်နဲ့အသုံးပြုတယ်ပေါ့နော် browser တစ်ခုလေးဝင်လိုက်ပြီးသွားရည်ဆိုလို့ရှင် read အခုဒီမှာရေးပြထားတယ် www. Michael MM ဒေါကွန်းဆိုပြီးတော့ရေးပါ Ray အခုပြထားတဲ့အတိုင်းရေးပါเนาะအကုန်လုံးအသေးလေးကြီးပဲပြီးလို့ရှိရင်ကိုယ်ကိုနှိမ့်လိုက်ပါနေပြီးသွားရည်လို့ရှိရင်ဒါမျိုးဆာမျက်နှာလေးကြာလာလိမ့်မယ်အဲ့ဒီမှာ brother တို့ကိုဒီမှာဘာတွေပေးထားလဲဆိုလို့ရှိရင် account မရှိဘူးဆိုလို့ရှိရင်ဒီမှာ account ဖွင့်ဖို့အတွက်ဆက်သွယ်ဖို့အတွက် Telegram နဲ့ WhatsApp တွေရှိရယ်ပေါ့နော်အဲ့တော့ account တကယ်လို့မရှိဘူးဆိုလို့ရှိရင် brother တို့အနေနဲ့ဒီ Telegram နဲ့ WhatsApp ကနေပြီးတော့ direct သွားပြီးတော့ဆက်သွယ်လို့ရတယ် အမေဝန်နေမေးရဆိုလို့ရှိရင်လည်း brother တို့အနေနဲ့ဖြေလိုက်ပါတော့အသေးသေးလေးဖြေလိုက်ပါအဲ့တော့ rate ကအခုဒီထဲမှာ brother 300ပွန်ကိုရင်ဝဲပြတယ်နော်အကောင့်မရှိရင်တော့ rate ဆုံးတာပြောတဲ့အတိုင်းအသေးသေးလေးတတိချာလေးတွားပြီးတော့ဖွင့်ပါမီးရလေးတွေကိုတတိချာလေးဖြေပေးပါနော်ဟိုကအကောင့်ရပြီဆိုလို့ရှိရင် website ထဲမှာဒါမျိုးလေးပေါ်လာလိမ့်မယ် rate ကဒီ top app လုံးကြီးကိုတော့ပြောမပြတော့ဘူးပေါ့နော် rate ဒီ website ထဲမှာတော့ဒီမှာ9သိန်းကျော်လောက် top app လုံးထားရပါတော့ အဲတခုတော့ရှိတယ်သူကတော့ရဲ့ဘလုတ်တဲ့အချိန်ကြလို့ရှိရင်ဒီနောက်ဆုံးပေါ့နော်နောက်ဆုံးကနန်းအဲ၃လုံးလောက်ပေါ့နော်ရာကနန်းလောက်လေးအဲအနေငယ်လေးတော့ရဲ့လုတ်ပေးရတာလေးရှိရပေါ့နော်ဘရူကတကယ်လို့မှ1000တော့ရဲ့လုတ်မယ်ဆိုလို့ရှိရင်1000နဲ့100ကျော်လို့အလိုမျိုးတော့ရဲ့လုတ်ရတာလေးရှိတယ်ဒါပေမဲ့အရာလေး website ထဲမှာသူကထည့်ပြီးပေါင်းပေးရင်ပေါ့နော်အဲ့တော့အဲသူပြောထားတဲ့အတိုင်းလေး tutorial video လေးလည်းဒီဒီရှယ်ယာလေးကြည့်ပြီးတော့တော့ရဲ့လုတ်လို့ရတယ်အဲ့တော့ဒီထဲမှာ ဘာတွေရှိမလဲဆိုရင်ဘရာဒီရှိမယ်ပြီးတော့ဖလပိုင်ဆိုပြီးတော့ရှိမယ်ပေါ့နော်အဲနှစ်မျိုးလုံးဝယ်လို့ရတယ်အဲတော့ဘရာဒီမှာဆိုလို့ရှိရင်ရီတိုဒီအခုလက်ရှိဈေးနဲ့ပေါ့နော်အဲဈေးဆိုလို့ရှိရင်ဘရာဒီ300ဆိုလို့ရှိရင်2000ဒီမှာဆိုလို့ရှိရင်ဘရာဒီ1000ဝိုင်းပေါ့နော်တရားပြရင် smile wine တရား smile wine 1000ဆိုလို့ရှိရင်ဒီမှာ9000 3000ဆိုပြီးတော့ဒီမှာဈေးကြီးလည်းပြထားရပါတော့အဲ့တော့ဒီဈေးလေးကတော့အမ်အတဲကြအတိုင်းဈေးအပြောင်းလေးလေးတော့ရှိနိုင်တယ်နော်အ အဲ့တော့ brother အနေနဲ့ကိုကကို rate 300ဝဲပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့300ကွန်ရင်ဝဲပြပါမယ်။ကိုဝဲတဲ့အချိန်ကျလို့ရှိရင်အဲတတိထားမှာကကိုက300ဝဲမယ်ဆိုလို့ရှိရင် quantity တစ်ခုဝဲဝဲဝဲဘလောက်ပဲဝဲဝဲပေါ့နော်ဒီမှာ quantity ရွေးပြီးလို့ရှိရင် add to cart ဆိုအောင်နှိပ်လိုက်ပါ။နှိပ်ပြီးသွားပြီဆိုလို့ရှိရင် brother အနေနဲ့ဒီ cart ထဲကိုဒီမှာရောက်သွားလိမ့်မယ်ပေါ့နော်။တကယ်လို့ brother အနေနဲ့က 1G ပါဝဲခြင်းနဲ့ဆိုလို့ရှိရင်လည်း 1G ကိုရွေးပြီးတော့ add to cart ဆိုအောင်နှိပ်လိုက်ပါ။ဒါဆိုလို့ရှိရင်အဲ cart ထဲမှာနှစ်ခုရောက်သွားလိမ့်မယ်ပေါ့နော်။ပြီးလို့ရှိရင် cart ထဲကိုဝင်လိုက်ဒါဆိုလို့ရှိရင် ဒီမှာ300ကွိုင်းနဲ့1ဂီကွိုင်းဆိုပြီးတော့2ခုရှိမယ်။ရိတ်ကတော့အကြံပေးချင်တာကတော့ brother တို့အနေနဲ့ဒီနှစ်မျိုးလုံးတန်းပြီးတော့ဝယ်နေပေါ့နော်။300ကွိုင်းဆိုလို့ရှိရင်လည်း300ကွိုင်းပဲတသက်ဝယ်ပြီးမှ1ဂီတသက်ဝယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကိုက download လုပ်ရတာပဲဖြစ်ဖြစ် copy လုပ်ရတာပဲဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေရယ်နော်။အဲဒါဆိုလို့ရှိရင်အဲ300ဝယ်ပြမယ်နော်အောက်က 1K ရောဝယ်မပြတော့ဘူးအဲ့တော့အောက်ကဟာလီရောအမှားနှိမ့်လိုက်မယ်ဝိတ်ကဒီမှာ300ကွိုင်းကို ရေ3ခုလောက်ဝယ်ပြမယ်เนาะအဲ့တော့ဒီမှာလဲ quantity ရေအတွက်ထပ်ထပ်ပြီးရွေးလို့ရပါတယ်အဲ့တော့ကတ်ထဲမှာ quantity ရေအတွက်တည်တည်ရှာလေးရွေးမယ်ရွေးပြီးသွားရလို့ရှိရင် brother တို့အနေနဲ့ဒီအပေါ်မှာလဲအဲပေးရမယ်ပေါ့နော်အဲ amount ကြလာမယ်ပြီးတော့အောက်မှာလဲ total amount ဆိုပြီးတော့ကြလာပါလိမ့်မယ်ဒါဆိုလို့ရှိရင်ဝယ်မှာတည်ကြလားဆိုပြီးတော့ဒီမှာ check out ဆိုတာရှိပါတယ် check out ဆိုတာနှိပ်လိုက်ပါပြီးသွားရလို့ရှိရင်တည်ကြလားဆိုပြီးတော့ဒီမှာမေးရပေါ့နော်ကိုကတည်ကြရဲဆိုပြီးတော့နှိပ်လိုက်ပါ အဲဒီနေရာရောက်သွားပြီဆိုလို့ရှိရင်တော့ browser အနေနဲ့ဒီသုံးလို့ရတဲ့ဒီမှာ smine code တွေ300 quantity တွေကြာလာပြီပေါ့နော်အဲ့ဒီ code တွေကို browser အနေနဲ့ဒီမှာ copy ဆိုတဲ့ဟာလေးရှိတယ်အဲ့တော့အဲ့ဒီ copy ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့လေတခါတည်းအဲကိုနှုတ်ထဲမှာပဲမှတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးသွားပြီးတော့သုံးလို့ရတယ်အလုံးမသုံးညင်ဆိုလို့ရှိရင်လည်းကိုကတကုတ်ချင်း copy ပြီးပြီးတော့သုံးညင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်အဲ့တော့ဒါလောက်ဆိုလို့ရှိရင် browser အနေနဲ့နားလည်မလို့ထင်တယ်အဲကိုကပေါ့နော်ဒီဝယ်ထားတဲ့ဟာတွေကိုဘယ်ကနေပြန်ကြည့်လို့ရမလဲဆိုလို့ရှိရင်ဒီ profile ထဲဝင်လိုက်နော် profile ကိုဝင်ဝင်ပြီးသွားရည်သလိုရှိရင်ဒီမှာ password change mode တွေလည်းသူလုပ်ပေးထားတယ်အဲ့ဒီနေရာနေပြီးတော့လည်းအဲ password တွေပြန်ပြီးတော့ change လို့ရမယ်ပေါ့နော် order history ထဲမှာလည်း browser တို့ဝယ်ထားတဲ့ဒီ amount တွေကိုပြန်ပြီးတော့ set လို့ရတယ်ဒီမှာလည်း copy ယူလို့ရတဲ့ဟာလေးရှိရယ်ပေါ့နော်အဲ့တော့ကိုသုံးနေတဲ့ code quantity များတယ်ဆိုလို့ရှိရင်လည်း copy လေးနှိပ်ပြီးတော့တိုင်းပြီးတော့ copy လို့ရတယ်ပေါ့နော်ဒါလို့ဆိုလို့ရှင်တော့ brother တို့နားလည်မယ်လို့ထင်တယ်ဒီထဲမှာဆိုလို့ရှင် brother ရမယ်ပြီးတော့ကြတော့အဲ flat line code တွေလည်းရတယ်ပေါ့နော်အဲ့တော့ အဆင်ပြေကြမယ်လို့ထင်ပါတယ်အဲ့တော့ rip ပုံနဲ့ smile code ထုတ်ပေးနေရဆိုလို့ရှိရင်အဲ့ဒါလူလိမ့်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ brother တို့အနေနဲ့ re အခုပြပေးထားတဲ့ဒီ website ကနေပြီးတော့ပဲယုံကြည်စိတ်ချသွားနေဝယ်ဖို့အတွဲဝေးကဒီနေ့ကနေပြီးတော့မှာကျင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်